မင်္ဂလာပါရှင်စစ်တပ်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်မှုမပြုလုပ်ဖို့ DMO လောက်ကဲ PDF တိုက်တုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်စစ်တပ်ပြုလုပ်မယ့်အတူရောင်ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့ပူပေါင်းပါဝင်ခြင်းမပြုလုပ်ကြဖို့ DMO လောက်ကဲ PDF ကနိုဝင်ဘာလ23ရက်နေ့မှာတိုက်တုံထုတ်ပြန်ထားပါတယ်အဆိုပါအတူရောင်ရွေးကောက်ပွဲအတွဲမဲဆွယ်စည်းရုံးချင်း PRP အကြက်ကိုင်းချင်းသွေးဆောင်ဖျားယောင်းချင်းတို့ပြုလုပ်တဲ့ ပါတီဝင်တွေနဲ့လူပုဂ္ဂိုလ်တွေကိုလည်းထိထိရောက်ရောက်အရေးယူတော့မှာဖြစ်တယ်လို့ DMO လုတ်ခဲ့ပြီးတဲ့အခါဆိုထားပါတယ်။စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြည်လုံးမိုင်းရွေးကောက်ပွဲအပိုင်းတစ်ကိုခရနေပြည်နယ်အတွင်းလွယ်ကော်နဲ့ဘောလက်ခဲမြို့နယ်တို့မှာပြည်လုံးမှာဖြစ်ကြောင်းနဲ့2026ခုနှစ်ဇန်နဝါရီလထဲမှာပြည်လုံးမိုင်းစစ်တပ်ရွေးကောက်ပွဲအပိုင်းတစ်ကိုဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်တို့မှာပြည်လုံးမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။